အန်ကန်နုလို့ heavyweight puncher ကိုတောင် KO နဲ့နိုင်ထားတဲ့အန်တိုနီဂျိုရှော၊ Jay Paul နဲ့ boxing ပွဲထိုးသွားအောင်မေပရိသတ်များအားလုံးမင်္ဂလာပါများ Manchester Football ဆောင်ကတင်ဆက်နေပါတယ်။အန်တိုနီဂျိုရှော်နဲ့ Francis Ngannou ရဲ့2024ခုနှစ်မလာရှိရနေ့ကကျင်းပတဲ့ပွဲက boxing လောကမှာစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒီပွဲမှာဂျိုရှော်က Ngannou ကိုဒုတိယအချိန်မှာ KO နဲ့နိုင်ရရှိခဲ့ပြီးတော့သူ့ရဲ့ကမ္ဘာအဆင့်မီစွမ်းရည်တွေကိုပြသသွားခဲ့ပါတယ်။ဒီတိုက်ပွဲမတိုင်ခင်မှာ boxing လောကမှာ အမျိုးမျိုးသောခံမှန်းချက်တွေရှိခဲ့ကြပါတယ်။အန်ကနူဟာသူ့ရဲ့ပထမဆုံး professional boxing ပွဲမှာ Tyson Fury ကိုနိုင်ခဲ့တဲ့အတွက်ဒီပွဲမှာလည်းအန်အသင့်စရာဆွမ်းဆောင်မှုတစ်ခုခုလုပ်နိုင်မလားဆိုတာစောင့်ကြည့်ခဲ့ကြပါတယ်။အန်ကနူဟာ MMA မှာသူ့ရဲ့ပြင်းအားကိုတက်တည်ထူပြီးသားပါ။ Fury နဲ့ boxing ပွဲကစားခဲ့တဲ့အတွေ့အကြုံလည်းရှိထားပါတယ်။အရက်6ပြလေးလက်မှကိုလေးချိန်282ပေါင်ခန့်ရှိလို့ဒါလည်းဘဝင်တန်းဝင်အားသာချက်တည်းရဖြစ်စေပါတယ်။ဒီတိုက်ပွဲမှတိုင်ခင်မှာ boxing လောကမှာမျိုးမျိုးသောခံမှန်းချက်တွေရှိခဲ့ကြပါတယ်။ န်ကန်ယူကသူရဲ့ပထမဆုံး professional boxing ပွဲမှာ Tyson Fury ကိုနိုင်ခဲ့တဲ့အတွက်ဒီပွဲမှာလည်းအားအသင့်စရာဆွမ်းဆောင်မှုတစ်ခုခုလုပ်နိုင်မှာလားဆိုတာစောင့်ကြည့်ကြကြပါရစေ။အန်ကန်ယူဟာ MMA မှာသူ့ရဲ့ပြင်အားကိုတက်တည်ထူပြီးသားပါ။ Fury နဲ့ boxing ပွဲကစားခဲ့တဲ့အတွေ့အကြုံလည်းရှိထားပါရစေ။ Anthony Joshua ကတော့ boxing အခြေခံအကြောင်းကိုနက်နက်နေနေနားလည်သူတယောက်ပါ။ WBA, IBF, WBO စုစိတ်၃ခုကိုရယူထားသူလည်းဖြစ်ပြီး professional ပွဲ30ကျော်ကစားခဲ့ဖို့သူလည်းဖြစ်ပါရစေ။အဲဒါကြောင့်ဒီတိုက်ပွဲကအတော်လေးကြီးလို့ကောင်းလိမ့်မယ်လို့အားလုံးကမျှော်လင့်ထားကြကြတာပါ။ ဒါပေမဲ့ဒီတိုက်ပွဲဟာမျော်လင့်ထားတဲ့ပိုပရမြန်ဆန်စွာပြီးဆုံးသွားခဲ့ပါရီဂျိုရှွာကသူ့ရဲ့ဗျူဟာတွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့ပြီးတော့အန်ကန်နုရဲ့အားနည်းချက်တွေကိုထီတီမီမီအသုံးချနိုင်ခဲ့ပါရီဓမ္မချီမှာအန်ကန်နုကဆော့ဘောစတန့်စ်ဘဲချေဘဲလက်ရှိထုတ်တဲ့ပုံစံမျိုးပြောင်းလဲကစားခဲ့ပါရီဒါသူတွေအမားကြီးတခုဖြစ်သွားခဲ့ပါရီဂျိုရှွာကဒီခွင့်ရေးကိုအပြည့်အဝအသုံးချပြီးတော့ဆော့ဘောစတန့်စ်ကစားမားတွေကိုနိုင်ရအောင်ထိုးနိုင်တဲ့ညာဘက်လက်တီးပြောင်းနဲ့အန်ကန်နုကိုပထမဆုံးအကြိမ်ပြုတ်ကျသွားအောင်လုပ်နိုင်ခဲ့ပါရီဒုတိယချီမှာဂျိုရှွာကသူ့ရဲ့တိုက်စစ်ကိုအရှိန်ဆက်ထိန်းထားခဲ့ပါရီ အဲဒါကြောင့်အန်ကန်တို့ကိုဒုတိယကြိမ်ပြုတ်ကျသွားအောင်လုပ်နိုင်ခဲ့ပြီးတော့နောက်ဆုံးမှာနောက်ထပ်ညာပြောင်းလက်တီတလုံးပြစ်သွင်းပြီးတော့ KO ကြအောင် ထိုးသွားခဲ့ပါတယ်။ကန်တို့ကဒီတိုက်ပွဲမှာအားနည်းချက်တွေများခဲ့ပါတယ်။အန်ကန်တို့မှာ professional boxing ပွဲတစ်ပွဲသာကစားဖို့အတွေ့အကြုံရှိပါတယ်။လူမျိုးတွေ့ကြုံနေတဲ့ကစားမအတွက်ဂျိုရှွာလိုကဘာအဆင့်မီကစားမနဲ့တိုက်ခိုက်ဖို့ကအတော်လေးခက်ခဲတဲ့ကိစ္စတစ်ရပ်ပါပဲ။အန်ကန်တို့ရဲ့ကာကွယ်မှုစနစ်ဟာ MMA style အနေနဲ့ကြံရှိနေသေးတယ်။ သူဟာဂျိုရှွာရဲ့ညာပြောင်းလက်သီးကိုကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကဘောက်ဆင်မှာရေးကြီးတဲ့ချက်တစ်ခုဖြစ်ပြီးတော့သူ့ရဲ့ပညာရည်မပြည့်ဝသေးတာပြတ်တနေပါလိမ့်။အန်ကန်နူးဟာ MMA ခြေလှမ်းနဲ့ဘောက်ဆင်ခြေလှမ်းကြားမှာဟန်ချန်ကြီးအောင်ထိန်းသိမ်းရမှာအခက်အခဲရှိနေကြတာပါ။သူဟာဂျိုရှွာရဲ့လက်သီးထိုးခြင်းနဲ့အကွာအဝေးထိန်းချုပ်မှုကိုကင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ကျော်ကျော်ရဲ့မြန်ဆန်တဲ့ပေါင်းဆက်ထိုးနှက်မှုတွေကိုအန်ကန်နူကကြိုတင်မခံမှန်းနိုင်ခဲ့ပါဘူး။အဲဒါကြောင့်ဒုတိယချီမှာနှစ်ကြိမ်တိုင်တိုင်နော့ခ်ဒေါင်းကျခဲ့ပြီးတော့နောက်ဆုံးမှာ KO ဖြစ်သွားခြင်းဖြစ်ပါတယ်။ ဂျော်ဂျော်ကဒီတိုက်ပွဲမှာသူ့ရဲ့ညာရင်ညာသေးကိုပြေဝအသုံးချနိုင်ခဲ့ပါတယ်။သူကအန်ကန်နူကိုရှော့ထွက်ခြင်းမရှိခဲ့ပါဘူး။သူဟာအန်ကန်နူရဲ့အာသာချက်တွေအားနဲ့ချက်တွေကိုတေချာစွာလေ့လာပြီးတော့တင့်တော်ရဲ့ပြွာရီရေးဆွဲခဲ့ပါတယ်။ဂျော်ရှွာကသူ့ရဲ့အယံမြင့်6ပေ6လက်မကိုအသုံးချပြီးတော့အကွာဝေးကိုထိထိရောက်ရောက်ထင်းချုံနိုင်ခဲ့ပါတယ်။သူ့ရဲ့လက်တီချက်တွေကြောင့်အန်ကန်နူကအနီးကဝင်ပူးထိုးဖို့အခက်တွေ့ခဲ့ရပါတယ်။ဂျော်ရှွာကအန်ကန်နူဆော့ဘော့စတန်ကိုပြောင်းလိုက်တဲ့အခိုက်အတန့်မှာသူ့ရဲ့ညာပြောင်းလက်တီနဲ့တိတိကျကျထိုးချလိုက်နိုင်ပြီးတော့ဒါကသူ့စီမှာပိုင်ဆိုင်ထားတဲ့ပေါင်းစင်ပညာရဲ့အစင်တန်းကိုပြသနေတဲ့အချက်ဖြစ်ပါတယ်။ နောက်တော့ဂျိုရှုဟာသူ့ရဲ့ရခင်ကရှုံးနေမှုတွေကနေသင်ခန်းစာယူပါရီဒီတိုက်ပွဲမှာသူကအာယုံဆူဆိုင်မှုပြင်းနေကစားခဲ့ပြီးတော့အခွင့်အရေးရရင်ချက်ချင်းကိုအသုံးချနိုင်ခဲ့ပါရီအခုတော့အဲလိုအန်ကန်ဒူကိုတောင်းလဲထိုးပြခဲ့တဲ့အန်တိုနီဂျိုရှုဟာကဂျေဘောနဲ့လာမက်ဒီဇမာ16ရက်နေ့မိုင်မီမှာပေါ့ရှင်ပွဲတစ်ပွဲထိုးသက်သွားဖို့စီစဉ်ထားပြီးပါပြီဘယ်သူတားရမယ်လို့ထင်ပါလိမ့်မယ်ပုံမှန်တိုင်းဆိုရင်တော့ဂျေဘောလောက်ကတော့ဂျိုရှုဟာကောင်းနေတောင်မထဲလောက်ဘူးလို့ပြောရမှာပဲမဟုတ်ပါလားခင်ဗျာဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ